ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခမညာဖယားအလောင်းတော်ဟာတက်ကြရေတရသုံးခုနေကဆုံလားပြင်းညနေချင်းအရှင်ကတမယမှာဖြင့်ဘောရီပင်တို့ကြွားရောက်တော်မူပြီးမြတ်ထန်တမတော်တရလူနေလူနဲ့နေမြတ်ရှိစုပ်ကိုအလူခံယူတော်မူ၏ဘောရီပင်ရှင်ရင်ဖြန့်ကျဲလူအဆက်၄တောင်ကျယ်ဝန်းနေ အပရာဇိတာပလင်ဝဲထဲဝဲဖွဲခွေ၍ဖာရမဖြစ်သည်မြဤနေရာကငါမထားဟုအာနာပါနဇံမဝင်စားရင်ထိုင်နေတော်မူစဉ်ဖာရစင်စစ်ဧကံဖြစ်တော်မူကိုသိချည်သောဝတဝရိနတ်ပြည်မှမန္တမင်းနှင့်အပေါင်းပါတို့မှာဖာရမဖြစ်ရင်အမျိုးမျိုးလာရောက်နှောက်ချက်တိုက်ခိုက်ခဲ့ကြသည်မှာဘုဒ္ဓဝင်မှာအထင်ရှားပဲဖြစ်ပါလေ တိဋ္ဌာမင်းသားသည်ဘဝအဆက်ဆက်ဖြစ်ခြင်းငယ်တည်းပါရမီတော်အပေါင်းတို့နှင့်မဟာပါထဝီမြေကြီးအားတသက်အရာတည်လို့မြစ်တာဖြင့်မန်နိုင်ဉာဏ်ကို အောင်မြင်တော်မူခဲ့ပါသည်ဤဒီကိုပမာထား၍သာမဏေဘောင်သွင်းသူဝင်ရောက်တော်မူရှင်သာမဏေလောင်းများအားတန်မှန်လူပုဂ္ဂိုလ်တို့မမြင်မတွေ့နိုင်တဲ့သင်္ကွယ်ပြိတ္တာနမိတ်္စာနှင့် အရှာအရှာတော်မကောင်းတဲ့မိစ္ဆာဒိဋ္ဌိများရဲ့နှောက်ချမ်းမှုများမရှိစေရန်အတွေ့ဒိုက်ပါဆောင်းရှောက်ရန်အလို့လာမြို့ဦးမြို့ထိပ်ရွာဦးရွာထိပ်နေနမိတ်တွင်နတ်ကုန်းနိုင်နဲ့ဆံမြန်းမာတော်မိဆိုင်ဖားဆိုင်မြို့တော်ရှိရွာတော်ရှိနေတော်ရှိမင်းကြီးမင်းလေးအပေါင်းတို့နဲ့တကွအမေကြီးမေရှင်တော် ောင်းတော်ရွှေဓာပိုင်ငွေဓာပိုင်ကြားနိုင်တဲ့အမေဓာပိုင်နဲ့အမေကြီးကိုစောင့်ချောက်ရမယ်တာမဏေလောင်းများအားသိရှိမှတ်မိစေရန်ရှင်လောင်းပြထွန်းမီဖြစ်ပါတော့ကြောင်းအလုဓာယကအလုဓာယကမှာနှစ်ဖက်မိပါဆွေမျိုးများ ရှင်လောင်းသာထွင်းများကြွားရောက်နေရာယူပေးကြပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါれခမညာ